နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဒီဇင်ဘာလ9ရက်ပေါကြာနေ့ ကလာတိဩဝါဒစာခန်းကြီးကအငယ်9မှ30အထက်ကသင်တို့သည် ကောင်းမွန်စွာပြေကြ၏တို့ဖြစ်၍တမန်တရားကို နားမထောင်စေခြင်းကအဘယ်သူစီတန်းသည်။ယခုယူသော အယူကသင်တို့ကိုခေါ်တော်မူသောသူ၏ဩဝါဒကို အမိပြု၍ယူသော အယူမဟုတ်။အနည်းငယ်သော သစေးသည် မုန်စိမ့်တပုံလုံးကို ဖောင်းကျွားစေတတ်၏။ သင်တို့သည်ကွမ်းပြားသောအယူရှိသည်များကိုပယ်လိမ့်မည်ဟုသခင်ဖျားကိုငါအမိပြု၍စိတ်ဆွဲလန်းခြင်းရှိ၏။သင်တို့ကိုနှောက်ရက်သောသူမြည်သည်ကမိမိအပြစ်တံကိုခံရလိမ့်မည်။ပညာရှိတို့နှင့်ပေါင်းဖော်တော်သူသည်ပညာရှိတတ်၏ လူမိုက်တို့နှင့်ပေါင်းဖော်တော်သူမူကားပျက်စီးတတ်၏တုတ်တန်ကြံခန်းကြီး33အငယ်20ဖျားသခင်နှင့်အတူရှောက်လန်းခြင်းအင်္ဂါနေ့ဖြစ်၍အာကစားယုံတွင်လမ်းကြောင်းအတိုင်းပတ်လျှောက်နေသူများသည်လက်ရရဲ့အတိုင်းရှောက်ရန်ဖြစ်သည်ကျွန်တော်ဇနီးပါဝင်သော ပထမအတုကလက်ရရဲ့အတိုင်းရှောက်ကြသည်ထို့နောက်အခြားသူတို့ကလက်ဝဲရစ်လမ်းကြောင်းကိုရှောက်သည် သူမ၏ငွေချင်းအချို့ကသူနှင့်အတူ လိုက်လျှောက်ပြီးထို့နောက်တယောက်ပြီးတယောက်သူမနောက်ကိုလိုက်သည်ဖြင့်ရုတ်တရက်လမ်းကြောင်းမှာဘယံပဒါဖြစ်သွားပြီးပုံမှန်ပြန်ဖြစ်ရန်မိနစ်အနည်းငယ်ကြာခဲ့သည်လမ်းကြောင်းမှာအတိုင်းလျှောက်သူများသည်ထိခိုက်နစ်နာစေလိုသော ဆန္ဒမရှိတော့လေ၎င်းတို့၏လွမ်းမိုးနိုင်စွမ်းကိုမတွေ့ဘဲမနေနိုင်တော့ပါ လမ်းမသို့ဥတီသွားနေသူက လူတူဦးမကလူတူဦးပြီးတူဦးကို ဥဆောင်သွားသည်၎င်းသည်တုတ်တန်ကျန်ခန်းကြီး33အငယ်20မှပညာရှိတို့နှင့်ပေါင်းဖော်တော်သူသည်ပညာရှိတတ်၏လူမိုက်တို့နှင့်ပေါင်းဖော်တော်သူမူကားပြည့်စည်တတ်၏ဟူသောဖော်ပြချက်နှင့်ခက်ဆင်ဆင်ဖြစ်သည် လမ်းမလျှောက်နေသူနောက်လိုက်ချင်းသည် ပြည့်တနာတို့ဥတီနေသည်ဂလာတိဩရာဇာခန်းကြီး9တွင်ပေါ်လူက ထို့သောအမသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေတိုးတက်မှုကို မိတို့ရက်တန့်ဇင်းနိုင်ကြောင်းရှင်းပြထားသည်အထက်ကသင်တို့သည်ကောင်းစွာပြေးကြ၏တို့ဖြစ်၍တမန်တရားကိုနားမထောင်စေခြင်းကအဘယ်သူစီးတာသနည်းယခုယူသောအယူကသင်တို့ကိုခေါ်တော်မူသောသူ၏ဩဝါဒကိုအမိပြု၍ယူသောအယူမဟုတ်ဟုရှင်ဘောလူပြောခဲ့သည်နာဂံမှုကိုအလိုရှိသောဖျားသခင်သည်အမှန်တရားနှင့်ဝေးရသူဖြစ်စေချုပ်ထွေးခြင်းသို့ဖြစ်စေ ကျွန်ုပ်တို့ကိုမိသည့်အခါမြပို့ဆောင်မည်မဟုတ်ပါသို့သောကိုရောဤအမှန်တရားကိုဆန့်ကျင်သူများသည် ကျွန်ုပ်တို့အားကိုရောထံမှလမ်းလွဲစေခြင်းဖြင့်ဝိညာဉ်ရေးလျှောက်လန်းမှုကိုနှောင့်နှေးစေနိုင်ပါသည်ဖျားသခင်သည် ကျွန်ုပ်တို့ဤလမ်းပြဖြစ်လိုပါသည်ကိုရောနှင့်အတူလျှောက်လန်းသောအခါကျွန်ုပ်တို့သည်မိသည့်အခါမြမာရင်သောလမ်းကြောင်းသို့လမ်းလွဲမည်မဟုတ်ပါ မိသည့်အခြေအနေမျိုးတွင်သင်အားဘုရားသခင်ထံမှဝေးရသူပို့ဆောင်ရင်တစုံတဦးကိုသင်ခွင့်ပြုနေသည်။လမ်းကြောင်းပြောင်းရန်သင်ပါလုပ်နိုင်သည်။ချစ်တော်ဘုရားသခင်ကျွန်ုပ်တို့၏ခြေလမ်းများကို ကိုရောထံညွန်ပြပေးသောတမချမ်းစာအတွက်ကျေးဇူးတင်ပါ၏။ယင်းနေ့ကျွန်ုပ်သည်နောက်တော်သို့တာ၍ကောင်းစွာလှမ်းလျှောက်ရန် မာဇာရမူပါတခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။